ချစ်ခင်ရပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးထင်းလင်းဤတကြွန်းဆန်ဤအပြန်လန်းဆိုတဲ့ဝိတုဇာအုပ်ကိုအပိုင်း၅နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနာဆင်ခန်းစားကြည့်တော်မူကြပါအောင်ခင်ဗျာ အခန်းကို24နာရီတိတိကြာပြီးသည့်နောက်တရက်ညနေတွင်ပေါ်သည့် YMCA တို့ပြန်ခဲ့ရပြန်သည်ညနေစောစောကတည်းကမိုးကတဲတဲမဲမဲရွာလျက်ရှိသည် ပေါသည်ဖဏံများကိုဆူလို့ဆူမမ်းမသည် အင်ဂျင်များရွှဲလို့ရွှဲမမ်းမသည် မိုးရေတွေတွင်လမ်းလျှောက်၍လာခဲ့သည်သူ၏ကြီးမားသောမျောလင်းချက်တို့သည်ယခုမရှိတော့အထင်နှင့်အမြင်ပါစင်အောင်လွဲခဲ့သည်သူဗရံမလီတို့ရောက်ခဲ့ပြီဟပ်တဲကိုကန်းကမိမကြီးပေးလိုက်သည့်လိပ်စာအတိုင်းသွားကဆွမ်ကိုငှားသည့်အလုရှင်ကန်ထရိုက်တာနှင့်စကားပြောခဲ့ပြီထိုရီတာကိုဟိုဘက်ထိပ်ဒီဘက်ထိပ်ပတ်စိတ်တက်၍လဲရှာခဲ့ပြီး ဘာမှအကြောင်းမထုခဲ့ စွမ်းမရှိတော့သူဒီမာတက်လွန်စမမကြံရည်ပဲပြောက်ွယ်သွားခဲ့ပြီဖြစ်စိတ်ပြတ်အားငယ်စွာဟိုတယ်သို့ပြန်ရောက်ခဲ့ပြီလေကားတိုင်းသူ့အခန်းသို့တက်ခဲ့ဤသူ့အခန်းငယ်ကလေးတွင်၌ပတ်စံထည့်၍ဖွင့်ရသောတံခွေမိဘကိုဖွင့်လိုက်သည်ထို့နောက်သူ့ကိုယ်ကိုဆန်းလိုက်တော့မိဘစင်ပေါ်၌ခြေနံစာတောင်တွေ့၍ဖွင့်ပြီးဖက်လိုက်ဤအမေပိတ်စိတ်ပူနေသည်နေရာသည်ကြောင်းစီယာအလုဆောင်နေသည် အလုံးဤမြစ်တာဖြင့်အမေတံငွေမိဘကလေးရှိတွင်သူဤအဝေအစားများကအငွေတထောင်ထောင်ထားလျက်ရှိစဉ်သူသည်ရှိသောဂုံးလျက်ထိုင်ကဂျိနန်စာကိုပြန်ဖတ်သည်ဟုတ်ပါသည်သူပြန်လာအောင်အမေကတောင်းတပန်ပန်ပြန်ခေါ်ရသည်မှာသဘာဝကျပါသည်သူကလည်းယခုစိတ်အခြေအနေတိုင်းဆိုလျင်ဒါပဲလုပ်ဖို့ရှိတော့လေသလားဟုတွေးသည် အိမ်ကထွက်လာတာကြာသွားတော့လဲ အမေအပေါ်သူတင်မာကတိစိတ်ကလေးများပျော်ပြောင်းစပြုလာသည် အမေကပမောက္ခစလေရီကိုသွားပြောတာဖြစ်မည်တင်းအုပ်ဆရာဖလေမင်းကိုသွားအပြောခိုင်းတာကပိုပြည့်ဖြစ်နိုင်သည်သူအတွက်ပေါ်ထရေးကိုသွားဖို့အလောက်ကရှိသေးသည်အားလုံးဤမြေသားဖြင့်ဆိုသည့်ဇကားကို သူကအနေငယ်မနှိမ့်မြွှာပြုံးလိုက်မိသည် အားလုံးဆိုရတဲ့တွင်ခုနှစ်တာသောအဲလာပါတီမာထင်ရှားသည် သူအဝယ်စားများ၆ဆွေသွားသောအခါသူသည်ဒံငွေကိုပိတ်လိုက်ပြီးညသာစားရန်အောက်သို့ဆင်းခဲ့၏လေကားခန်းအတွင်သို့အရောက်စားတော့ခန်းသို့ဝင်ပြီးအလုတ်တွင်တကားသောလူလင်ကလေးတယောက်သည်သူထံသို့လာနေသည်ကိုတွေ့ရသည်လူလင်တယောက်ခမည်းကိုတွေ့ဖို့လာတယ်အဲကန်းထဲမှာစောင့်နေတယ်ပေါ်လေအာသင်းလေးရဲ့လူလင်ကလေးနောက်မှလိုက်လာခဲ့ရာဧည့်သည်များကိုတွေ့ဆုံသည့်နေရာနှင့်ပရိစိတ်ခန်းစည်းတစ်ခု ကာထားပြီးဂျိန်ကလထိုင်တောင်းတောင်းကြီးများနှင့် ။အိုးဆိုင်တောင်ထမင်းတပင်တို့ဖြင့်တစားစင်သားလျက်မိုးစောနန်းနေသောဧကံကလေးတဲ့သို့ရောက်ခဲ့၏။တချွန်ချွန်မြင်နေသည့်ပရိစိတ်ခန်းစည်းကိုဖြတ်၍ကျိန်ကလေးတိုင်းတစ်ခုပေါ်၌ထိုင်ကားသူအားဆောင်နေသည့်စာကြည့်တိုင်းမှလူငယ်ကိုမြင်လိုက်ရလျာပေါ်မှအံအားတင်သွားလေ။ပေါ်လေခဆုတ်ဆန်းဆန်းပင်ရှေ့သို့တိုးသွားပြီးနှုတ်ဆက်လိုက်သည်။လူငယ်ကကျွန်တော်လာလိမ့်မယ်လို့မထင်ဘူးမဟုတ်လား။ဟုတ်မေးလိုက်သည်။ဘောကဟုတ်ပါတယ်မထင်မိဘူး။ဟု တဲတို့ကြီးပြောချလိုက်သည်ကိုလူငယ်ကသွက်လက်ရွှင်မြွေးစွာပြုံးပြလိုက်သည်ဒါဝင်ရှင်မအပဖြစ်၍သူမှခင်မင်းစရာကောင်းအောင်ပွင့်လင်းရိုးသားလျက်အမျက်ဖြေထားသည့်အပြုံးချိုချိုနှင့်ပို၍ပင်ရှင်သောမျက်နှာရှိနေ၏စိတ်ညစ်နေသောပေါ်မှဘာလို့ရမ်းမသိအောင်ဖြစ်သွားသည်ကျွန်တော်ခင်ဗျားကိုပြောစရာရှိလို့ဗျခုစောကလူသူကင်းသည့်အခန်းကိုလင်းမြန်စွာလက်ပတ်ကြည့်လိုက်ပြီးဒီမှာဘယ်သူမှနှစွန်းနှပြမကြအောင်ကျွန်တော်တို့စကားပြောလို့ရမယ်ထင်ပါတယ် ခုဆက်ပြောသည်ဘောကသူကသာဆူဆိုက်ကြည့်နေ၍လူငယ်ကအတန်ကလေးများထွက်အောင်ရေလိုက်သည်ခင်ဗျကျွန်တော်ကိုကောင်းကောင်းနားမလည်သေးဘူးဆိုတာကျွန်တော်သိပါတယ်ကျွန်တော်လူကောင်းပါကျွန်တော်နာမည်ဘူလီယာပါမတ်ဘူလီယာပါတဲ့သူကလက်ကမ်းပေး၍ဘောကဖမ်း၍ဆွလိုက်ပြီးထိုင်ကြသည် အချိန်ရသူသည်ထူးထူးဆန်းဆန်းတစ်ခုခုကိုမျောလင်းမိပြန်သည်မတ်သည်သူအားအကဲကတ်သလိုမချုံမချင်းကြည့်နေပြီးမှ စကားဆက်သည် စာကြည့်တိုက်ကိုခမရပထမလာတဲ့နေ့ကကျွန်တော်ခမရကိုကြည့်နေမိတယ်ခမရကလည်းဒုက္ခရောက်နေတဲ့လူဆိုတာပေါ်လွင်နေတော့မတတ်နိုင်ဘူးဗျာကြည့်မိတော့တာပေါ့ခမရအတွက်လည်းစိတ်မကောင်းပါဘူးခမရကိုလည်းမြင်မြင်ချင်းခင်ပါတယ်ရည်စပဲလို့ဆိုရမယ်ထင်ပါတယ်ခမရပြန်သွားတော့ကျွန်တော်လည်းအဲ့ဒီဖိုင်တွေကိုကြည့်မိတယ်သူကသူ့စကားသူ့သဘောကြသလိုလေတံဖြင့်အဖြစ်မှန်ကိုပြောပြသည်ခမရဘယ်သူလဲဆိုတာရောခမရအကြောင်းစုံရောကျွန်တော်သိတယ် ဒါကိုပောကတွေးမိပြီးဖြစ်သည်သူကစကားတခွန်းသားမပြောဘဲအာယုံဆက်၍နားထောင်နေတော့လူငယ်ကဆက်ပြောသည်မလေးကတော့ခမရနောက်ထပ်အကူအကားတွေလိုက်ရှာနေတာတွေ့ရပြန်တယ်ခမရတွေ့မသွားဘူးဒါပေမဲ့ခမရထွက်သွားမှကျွန်တော်ရှာတော့တွေ့ရယ်ဆောင်းရီသိပ်မရှိတဲ့ကလေရီယန်ဆိုတဲ့လီဘရယ်သတင်းစာကလေးတစ်ဆောင်ထဲမှာပဲဆွမ်းရဲ့အမှုအကြောင်းသတင်းမှတ်ချက်ရေးထားတာကိုတွေ့ရတယ်ခက်ဆန်းဆန်းပဲ ဆွမ်းကြခဲ့ရတဲ့ပြစ်ဒဏ်ဟာပြင်းထန်လွန်းတယ်လို့ကန့်ကွက်ထားတယ်ဗျာဘောဤမျက်နှာမှာဖြူရော်လျက်အလွန်စိတ်ကိုအကဲမကတ်သာအောင်ရှိသောတိုင်သူကအယောင်စင်းမရှိတော့သောသူဤမျက်လုံးများဖြင့်စူးစိုက်၍ကြည့်နေသည် နောက်ဆုံးသူကခမရဘာကြောင့်ကျုပ်ကိုဒါတွေပြောနေတာလဲဟုတ်မေးလိုက်သည်မတ်ကဆန်ကနေပကုံးချီလိုက်ပြီးနှုတ်ခမ်းများဟာသွားအောင်ခက်ရွံ့ရွံ့ကလေးပြုံးလိုက်သည်ဟဲ့ ခမရကစွမ်ကိုတွေ့ကျင်နေလို့ပြောတာပေါ့ဘောကငန်းကိုဖြင်းချင်းစာရန်လိုက်ပြီးအလကားပါပဲဗျာခုဆိုလိုက်ပြီဘာဖြစ်လို့လဲဗျာစံလာနေတောင်ကြာမပဲဗျာဒီလိုကြည့်ပဲဟုတ်မလဲလေမတ်အီမျက်လုံးများအယောင်တော့လာကသူဤလေသာမအနှဲငယ်ပုံမွေ၍အာတတရောဖြစ်လာသည်သူစကားအရာရောက်ရုံခရမနားလိုက်ပြီးမှတကယ်ကကျွန်တော်သူ့ကိုတွေ့ပြီဗျာခုဆိုလိုက်ပေါ်မှာ အာကောင်များချောက်ရိပ်သွားသည်သူသည်သူ့အားပြက်လက်စွာခေါင်းငင်၍ပြနေသူဤလူငယ်ကိုမယုံနိုင်လို့ငိမ့်ဆိုင်ကြည့်နေမိလေ။သိတော့မခက်လက်ပါဘူး။ခမကျွန်တော်ကိုပြောသွားတော့ကျွန်တော်လည်းအမြန်ဆုံးနည်းနဲ့ထောက်ပံ့ရေးစီရင်တွေစင်ရတာအလို့ရုံမှတ်ပုံတွေပြီးတော့မြို့တော်ရဲ့ဆေးရုံတွေလိုက်ရှာတယ်။ဆွမ်းဟာအခုဘယ်ပရိယာဆေးရုံကို ရောက်နေတယ်။အခန်း30ဆွမ်းတရကုသခံနေသောအဆောင်က ခုံသရင်ပေါတံများ စေပြေတော့နိုင်ရံများနှင့်မျက်နှာကျဆောင်းဆောင်းအဆောင်ဖြစ်၏ဤနေရာကဘာမှ အစင်းတစားမရှိ ရွှလန်းစရာလည်းမရှိသောပစ္စည်းမဲတို့ဤအဆောင်ပေသည်အရာကိုလေးဘက်မှပိတ်၍ကလည်းသစ္စာတော်ကြီးများပေါ်တွင်ခင်းထသည် ကျမ်းပေါ်တွင်ကလေရှူပိုက်ရှိကြီးတတ်ထားသည့်အောက်ဆီဂျင်ဓာတ်ငွေ့ဘူးကြီးတစ်ခုရှိသည်ကာဗော်လေးစင်နံကိုထိုးပေါက်လျက် နာမကျန်သူတို့ဤပြဆဲခန္ဓာတို့မှထွက်လာသည့်အနန္တကုကလိုင်လျက်ရှိသည်စွမ်းသည် ကောင်းအောင်နှလုံးပေါ်တွင်မိလျက်ပလက်ဆင်းဆင်းကြီးအိတ်ကမျက်နှာချက်စီတို့မျက်နာမူလျက်ရှိ၏သူအဆက်အပေါက်ကိုကြည်ရင်အဖျင်းသူသည်လူထွားကြီးတယောက်ဖြစ်သည်ကိုသိနိုင်၏တို့ရတွင်ယခုသူမှလူရုပ်မပြီးတော့မြစ်တွင်များဟောက်လျက်မပြင်းများခွဲ၍နေလျာသူ အသားညုံညုံနှင့်အိယာဖုံးဖြူဖြူနောက်ခံတွင် သူဤနှာခေါင်းကြီးမှာ အဝါရောင်တန်းလျက်ပေါ်လွင်ထင်ရှားနေပြီအိယာကင်းပေါ်တွင် မလုံမဆက်ကြနေသောသူဤလက်ချောင်းထိန်များမှဒုက္ခလှသည်မရှူတချက်ရှူတချက်သူဤထွက်သက်ဝင်သက်မှရဲရဲကလေးများသာရှိတော်ဟန်တူ၏ညလေဧရလာခြင်းဖြစ်၍သူဤအိယာဘေးတွင် ပေါ်နှင့်မတ်ဘူလီယာတို့သည် ရှိကြသည်သူတို့သည်ဆမ်လေးခန်ကရောက်လာကြပြီးမတ်အရေကဲကိုကြည့်ကအလိမ္မာပန်းသက်စွာဖြင့်လူနာအားပေါ်မြည်သူမြွာဖြစ်ကြောင်းပြောထား၏ ်ပေါ်ကလည်းသူလာခဲ့သည့်ကိစ္စကိုမျှော်လင့်ချက်ကြီးစွာဖြင့်တင်ပြထားပြီးဖြစ်၏ယခုမှသူသည်တကယ်အရေးကြီးသည့်အချိန်ဖြစ်သည့်အတိုင်းဆွမ်းစကားပြောမည်ကိုယဉ်တမမဆောင်ဆိုင်လျက်ရှိ၏ဆွမ်းသည်နှုတ်မသွက်နိုင်ရှိသူမှလည်းတွေးစရာတွေရှိပေသည်မကြမီပင်သူ၏မျက်လုံးများသည် ပေါ်ပတ်သို့လှည့်ကြည့်ကမင်းအဖေနဲ့တူသားပဲဟုတ်ကတ်တဲ့လေတံဖြင့်ပြောလိုက်၏ ထို့နောက်သူသည်ခုံပြင်းစီသို့ပြန်လည်ကအကြကြီးငင်းနေလိုက်ပြီးမှစကားဆက်ပြောသည်မင်းကိုအခုမှတွေ့ရတာတော့ခက်ဆန်းဆန်းပဲငါမှကြုံရတဲ့အတွေ့အကြုံနဲ့ဒီကိစ္စကိုငါဘယ်သူ့ကိုမှမပြောတော့ဘူးလို့အောက်မိထားတာငါပြောမိတာလေယူလို့ပဲဒါပေမဲ့မင်းကမထရီရဲ့အသားကိုဘယ်လိုမဆိုလေငါဘွားကလည်းဆုံးပြီသားဆိုတော့ ငါပြောလိုက်ပါတော့မယ်ခဏမြနားနေသည်စွမ်းသည်အတိတ်ကဖြစ်ရများစီတို့နှဆိုင်စွာမျှော်ကြည့်နေဟန်တူပေသည်အရရန်လူသားမှုငါကိုတာဝန်ပေးတော့ငါလည်းစိတ်ကသိတက်ကြွနေတော့ပေါ့ကွယ်အခုလိုပဲဟုတ်လိမ့်မလဲတကယ့်သက်လွန်စားအခိုင်အမာရလိုက်တော့မနစ်ကလေးကလိုပဲမှတ်မိပါသေးတယ်ပူကီတန်ကရွှေကြိုလှူစားတဲ့ရောကာဆိုတဲ့အကောင်ဌာနချုပ်ကို ရောက်လာဟုတ်တယ်ကြိုးရောကာ ဥကြီးအင်ကြီးမရှိအလကားကောင်ကြောက်လိုက်တာလေတုံတို့စကားတောင်ဖြောက်အောင်ပြောနိုင်ဘူးဒါပေမဲ့ तू ပြောတာပဲ तू ပြောတာက तू ဟာတေသူနဲ့တေတဲ့ကောင်မလေးနဲ့အဆက်ဖြစ်တာဆနလားလောက်ရှိပြီတဲ့ तू လည်းမကြကနာဆိုသလိုသွားသွားအိတ်တဲ့စက်တင်ဘာလ9ရက်ညကလည်းတေသူနဲ့အတူအိတ်ခဲ့တဲ့ဒါပေမဲ့ तू ဟာစက်တင်ဘာလ10ရက်နဲ့9ရက်နေ့မြတ်မှာ လွန်ကာစတာမြင်းဝဲကိုရောက်နေတဲ့အတွက်ဒီလူသက်မှုနဲ့ဘယ်လို့မှမပတ်သက်တဲ့အကြောင်းတက်တဲ့ရာဇင်လောက်ပြနိုင်တယ်။သူကဒီအမှုမှာသူမပါဘူးဆိုတာလာပြီးရှင်းလာတဲ့။သူဟာတိတ်တော်အထောက်ပံ့မရလာပါဘူး။တေသူစပါလိန်ဟာချစ်သူခင်သူအတော်များတယ်ဆိုတာတော့တို့လေအသိသားပါပါရဲ့။ဒါပေမဲ့ဘယ်လိုမဆိုရောဂါကိုဖမ်းချုပ်ဖို့လိုတယ်လို့တော့ထင်ကြတယ်လေ။ သူ့ကိုဖမ်းချုပ်မယ်ဆိုတာလည်းကြာရောဒီကောင်ဟာတခါတည်းကြောက်လန့်ပြီးအကုန်ရှောက်ပြောတော့တာပဲစပါးလိန်ပေါ်မြစ်တာထနေတဲ့သူ့တငယ်ချင်းမစရီအကြောင်းလည်းပြောတယ်တက်တေကံပစ္စည်းဖြစ်တယ်ပို့စကတ်ကိုဒုကဖော်ပြကြညာလိုက်တဲ့အခါမှာမစရီအိတ်စိတ်တော့ကဖြစ်သွားတဲ့အကြောင်းလည်းပြောတယ်ပြီးတော့မသရီကဒီအမှုဖြစ်နေချိန်မှာသူလည်းတခြားရောက်နေတယ်လို့လိန်လေသက်သေးပြဖို့အားထုတ်တဲ့အကြောင်းကိုလည်းဖော်တယ်တို့မှလည်းသုံးဘက်လောက်လမ်းစာပြောက်နေပြီးမှဒီသဲလွန်စာထပ်ရတော့ လိုက်เสียလမ်းတည်းတခုပြန်ပွင့်တာပေါ့လေတို့လက်နေတဲ့လူကဂျုံးဆိုလီဗာပူးတင်မော့စိတ်ကိုထွက်ခွာသွားပြီဆိုတော့တို့လည်းအဆက်ဆက်ရရပို့ပြီးဂယူးဆိုင်ပြီးလိုက်ကြတာပေါ့လီဗာပူးကိုလည်းချက်ချင်းတယ်လီဖုန်းဆက်လိုက်တော့မက်ထရီကိုအဲ့ဒီမှာဖမ်းမိတော့တာပေါ့စွမ်းဒီခိတရနာကသူ၏နှုတ်ကမ်းများကိုရှာဖြင့်ရက်လိုက်သည်သူ့အဖို့သို့သွားတာကမက်ထရီဟာစိတ်ဆက်တယ်သူ့ကိုဖမ်းတော့သူကခုခံတယ် အရာရှိတယောက်ကိုရိုက်လိုက်တာဟာသူ့ရဲ့ကံကြမ္မာကိုဖန်တီးလိုက်တဲ့မဟာမကြီးပဲဒါပြင်ခုနကငါပြောသလိုပဲတောင်မရိကတိုက်ကိုထွက်သွားမဲ့ဆဲဆဲမှာဖမ်းမိတာဆိုတော့အချင်းတွေကဘာမှမကောင်းတော့ဘူးပြီးတော့သူ့ကိုဆစ်လိုက်တာနဲ့ပို့လို့သာဆိုလို့တာပဲပလိကစင်မေးတဲ့အခါမှာထုံးစံတိုင်းစတင်ပါ၈ရက်နေ့ည၈နာရီနဲ့၉နာရီကြားဘယ်မှာရှိနေလဲလို့မေးတော့သူကဥတုငယ်ချင်းကဖော်ကောင်ထုတ်ထားတာကိုမသိလေတော့ ရောဂါဆိုတဲ့လူတယောက်နဲ့ပြီးလျက်ထိုးနေပါတယ်လို့အစ်စ်ခံတယ်။အဲ့ဒီတင်အကုန်သွားတော့တာပဲ။ဇွမ်းသည်သူဤကောင်းကိုကောင်းအောင်ပါသို့ပြန်မိချလိုက်ပြီးသူဤအယောင်စင်မရှိတော့သောမျက်လုံးများတွင်ထူးဆန်းသည့်အသွင်များပေါ်လာသည်။မင်းကိုငါအထက်ကဆရာရာဇဝင်ကြောင်ပြောရအောင်မယ်။အခုသူကဩဒလီပြိမင်းကြီးအဒမ်ဒေးလီသူကဂမ်ဘာလန်ကလက်သမားသား အောက်ခြေကနေတက်လာရတာဆိုတော့စီကန်းဆိုသိတ်တင်းကြသူ့လူတွေပေါ့သူသိတ်သစ္စာရှိတကယ်ပရမတန်အရာရှိကောင်းတယောက်ဖြစ်ပြီး သူ့တက်လက်မှာဘယ်တော့မှလက်မယူတဲ့လူမျိုး သူကသူ့အလုပ်ကို သူသိတ်ချစ်တယ်ရာဇဝကောင်ဆိုရင် တမန်လောက်ကနေ ကြည့်တော့သိတယ်လို့အမြဲကြွားတဲ့လူပဲသူကအစစပြီးမထရီကို ရာဇဝကောင်တို့တွေ့ထားတဲ့လူသူစကားနဲ့သူစိတ်တက်ကြွလာပြီးသူ့ကိုယ်သူအာယုကတရောင်ထောက်၍ကောင်းထောင်လိုက်သည် ငါဖို့တော့မလွယ်ဘူးဖြစ်သွားတာပေါ့တက်လီထော်တာကသိခိုင်းလုံနေပြီမဲ့ငါကမသရီဟာတောင်မရိကတိုက်ကိုသွားဖို့တင်းမောလက်မှတ်ယူတာသူ့နိုင်မင်းနဲ့ပဲယူတယ်တို့တူပဲလီဗာပူးမှာသူနဲ့သူ့မိသားစုတွေဟိုတယ်ကငှားတာလဲဥမနေနေပဲသူ့နာမည်ကိုဝက်ချင်းပြူချင်းမရှိဘူးလူဝက်ထွက်ပြေးရတဲ့လူတို့ခြေရာဖြောက်ချင်တဲ့လူတို့ဆိုရင်ဒီလိုပဲသူမမလုပ်ဘူးဆိုတာငါကညွှန်ပြတယ်ဒါပြင်သူ့အပေါ်တည်တည်ထောက်ထားတွေဒီလောက်ခိုင်မာနေတာတော့ငါသူ့ကိုသဘောကျတာတစ်ခုရှိတယ် သူစပါးလိုင်းနဲ့တည်တယ်ဆိုတာကိုညင်းဖို့မကြိုးစားဘူးဒီပို့စကတ်ကိုသူဆွဲပြီးစပါးလိုင်းစီပို့တယ်ဆိုတာကိုလည်းဝန်ခံတယ်သူကဒါကိုနည်းနည်းပပအပြောသဘောလောက်ပဲယူဆတာကိုဝိတက်တက်ဆိုတဲ့ယူယူနန်းနန်းနဲ့စာနဲ့ရည်တဲ့တဲ့ပို့စကတ်ကလည်းဒီသဘောကိုဖော်ပြထားတာပဲပြီးတော့စပါးလိုင်းတည်ရတဲ့ဒဏ်ရာတွေဟာအင်မတန်ပြင်းထန်တယ်အင်အားကြီးမားတဲ့လူများကသာဒီလိုလုပ်နိုင်တယ်မထရီယာပိန်ပိန်ပပပါပဲပြီးတော့ရစ်ကခက်ပပော့တွေးတဲ့လူ အဲ့ဒီအချိန်ကသူတခြားရောက်နေတာတက်သေးထူဖို့ရော်ကာနဲ့တိုင်းမင်းနဲ့ဆိုတာလည်းဖြစ်နိုင်ပါတယ်ပို့စကတ်ကသတင်းစာထဲပတ်လာတော့သူလည်းလန့်ပြတ်ပြီးအရေးဆိုရင်သူ့ကိုကူမဲ့လူတော့ရှာထားမှာလို့သဘောရဟန်တူတယ်ဒါဟာသူ့ရဲ့မိုင်မဲမှုပဲဒါပေမဲ့အမှုသားအမှုလာကိုကြည့်ရင်ဒါဟာရုပ်တည်ရှိပါတယ်ငါကဒါတွေအလုံးကိုအကြည့်ကဲစီတင်ပြတော့သူကလက်မခံတော့ဘူးသူကတော့တကယ်ကိုရိုးရိုးသားသားပဲမက်ထရီယာ ပြခန်းအစ်စ်ပဲလို့ယုံကြည်နေကြကို စွမ်းသည်ကောင်းပါသောပြန်လဲချလိုက်ပြီးအတော်ကြအောင်နာနေပြီးမှဘုံမဒီငင်းစွာဆက်ပြောပြန်သည်အစိုးရဝန်ထမ်းရာရှိများရဲ့အုံနောက်ဟာပုံစံနဲ့အလုပ်လုပ်တယ်ငါ့ထက်ဘယ်သူပိုပြီးတည်အောင်မှလဲပြိမင်းကြီးဒီချပေးတဲ့လုပ်ငန်းအစီအစဉ်ဟာလည်းအဲ့ဒီစနစ်တိုင်းပဲဒါဟာလိုရလို့စင်အမှန်ပါပဲလေတေသူရရှိတဲ့ဒဏ်ရာမျိုးကိုဖြစ်စေနိုင်တဲ့လက်နက်မျိုးကိုမဆူရီရဲ့ပစ္စည်းတွေထဲမှာတွေ့အောင်ရှာစေခြင်းနဲ့ မထရီရဲ့အဝတ်အစားတွေပေါ်မှာသွေးစားသွေးနာတွေ့အောင်ရှာစေခြင်းလေအခင်ဖြစ်တဲ့နေရာမှာမြင်လိုက်ကြတယ်ဆိုတဲ့လူဟာမထရီပါလို့အခိုင်အမာပြောနိုင်တဲ့လူတွေလိုချင်တယ်ချက်ချင်းဆိုသလိုပါပဲမထရီရဲ့တန်တက်တာတစ်ခုထဲမှာပလိမင်းကြီးအလိုရှိတဲ့လက်လက်သွားတွေ့တော့တာပဲအဲ့ဒါကဂျာမနီလို့ရှေ့ခတ်ကြကြတင်းတုံသားကြီးတလေမတုံးတာကြလို့တန်ကြီးတော်နည်းနည်းတက်နေပြီမထရီကလည်းဒီပစ္စည်းသူ့စီမှာရှိနေတာကြပါပြီလို့ မကွယ်မထောက်ဝန်ခံတယ်။သူ့ဖေစီကအမွေခံထားလိုက်တဲ့ပစ္စည်းပါတဲ့။ဒါကြီးကိုသူလွတ်ပြစ်ဖို့စိတ်ကူးဖြစ်မိပေမဲ့သူ့ဖေပစ္စည်းကလေးမို့ဆိုပြီးမပြည့်တာနဲ့ထထတာတဲ့။မဆရိယာဒီသားကိုတကယ်ကလူသက်ရမှာသုံးငယ်ရုံမှန်ရင်ဒါကိုတို့ရှာဖွေတဲ့အချိန်ထိတေယုတေတင်းထားမလဲလား။ဘယ်တင်းထားမလဲ။လူသသမားတရားမှာတရားစလုံးရဲ့ပထမဆုံးလို့ရဟာတက်ရမှာသုံးတဲ့လက်နက်ကိုဖြောက်ပြတဲ့အလုပ်ပဲဖြစ်တယ်။ ။ဒါနဲ့တော့ဒီကငါ့ကိုအဲ့ဒီတင်းလုံးသားကြီးပြပြီးကဲငါမပြောဘူးလား။သူ့ကိုမိပြီးกว่าလို့ကျင်းနဲ့အရာကြွလိုက်ဝါလိုက်သေးတယ်ကွာ။အဲ့ဒီဓာရဲ့မက်ထရီရဲ့အဝတ်စားတို့ကြီးရဲ့ကိုဓာတုပိဒါကျွမ်းကျင်သူများစစ်ဆေးဖို့ပို့လိုက်ကြတယ်။ဒီတော့တွင်မှာတော့အခင်းဖြစ်တဲ့ညကလူသမားကိုမြင်လိုက်တယ်ဆိုတော့တက်တယ်တွေကိုစစ်တယ်မစ္စတာပရက်စတီရဲ့အရွက်ကောလင်းရဲ့လူဝီဇာဘတ်ရဲ့ပရက်စတီကမျက်စိအဝေးမုံတဲ့လူ ကောလင်ကပြောပြောကလေးသူကတဲပြီးတက်သေးခံချင်းရှာတာမဟုတ်ဘူးနော်ဒါပေမဲ့ဘတ်ဆိုတဲ့ကောင်မလေးကတော့တမျိုးပဲဒီကောင်မလေးကစတင်မာရရဲ့မှောင်မိုက်ပြီးမိုးရွာနေတဲ့ညတညမှာရဇဝတ်ကောင်ကိုတစ်စက္ကန့်လောက်ဖြတ်ခနဲမြင်လိုက်ရတဲ့တက်သေးဒါနဲ့တော့သူကလူသမားရဲ့ပုံမှန်သဏ္ဍာန်ကိုအတော်ကလေးအသေးစိတ်ဖော်ပြနိုင်တယ်လို့ဆိုတယ်သူကအစစ်ခံချက်တွေဒလဟောလျှောက်ပြောနေတော့သူ့မျက်နှာဝိုင်းကလေးဟာစိတ်အားထက်သန်နေတာကိုငါအခုထိမြင်အောင်နေပါသေးတယ် သူပြောတာကအဲ့ဒီလူဟာအသက်35နှစ်လောက်အရက်မြင့်မြင့်အသားညွန်ညွန်ဘိမ့်ဘိမ့်ပါပါလူဟန်ခန့်လွဲ့လွဲ့မုတ်စိပပုံးမွေများရောင်းအောင်ရိတ်ထားတဲ့လူတဲ့ဥတော်ကအကွက်စင်တဲ့ညိုညင်းညင်းမိုးကအင်ကြီးနဲ့ဖလန်နဲ့အညိုလဲရှိကိုစီးထားတယ်ပထမတော့ဒေးဟာအစ်စ်ခံချက်တွေနဲ့သိတ်သဘောကျနေတာပေါ့ဒါပေမဲ့မက်ထရီကိုဖမ်းပြီးတော့တီးကွက်ကတမျိုးဖြစ်သွားတယ်မက်ထရီဟာအရက်မြင့်မြင့်လည်းမဟုတ်ညိုလည်းမညိုမိုးစိပပုံးမွေလည်းရိတ်မထား အရက်ခက်ပြက်ပြက်အသားပြူပြူနဲ့နှုတ်ခမ်းမွေးအညိုနဲ့ကိုသူ့ဝစ်စားကလည်းဒီမျိုးပဲဒါပေမဲ့ဘက်ကဒါတော့တော့ဖြစ်ပါတယ်သူပထမစစ်ကန်တုန်းကရှုပ်ထွေးနေလို့ပြောလိုက်တာညံသွားတာပါတဲ့ပြီးတော့အင်ဒြေရရပဲမုတ်စိတ်ပန်းမုံကြောင်ကြောင်နဲ့အေယာမလူကြီးအစားအရက်ခက်နေနေကျဉ်ဆွယ်နဲ့လူဖြစ်သွားတော့တာပေါ့ကိုလင်းကတော့အခင်းဖြစ်ပြီးစားကငါ့ကိုရိုးရိုးရှင်းရှင်းပဲဒီလူကိုဘယ်သူပဲဝါလို့မပြောနိုင်ပါဘူးလို့ပြောပြီးသားအခုမှတခါဘက်နဲ့ဒလီလေးဖြစ်သွားတယ် အယောင်ပြော့ပြော့အုတ်ထုတ်ကွက်ကလည်းအယောင်ညုံမိုင်းမိုင်းအုတ်ထုတ်ဖြစ်သွားတယ်။မုကအင်ကြီးကလည်းမိခိုးရောင်ဖြစ်သွားတယ်။ပုံတရံကမထရီရဲ့ပုံတရံမျိုးနဲ့ကန့်ညီတဲ့ဟာတွေဖြစ်ကုန်ရတော့တာပေါ့လေ။ဆန်းတထောက်နားရပြန်သည်။သူမှဖြူရော်သောနှုတ်ခမ်းများကိုစိတ်ကအသက်ရှူဖို့ကိုပင် အာအင်ထုံနေရဟန်တူ၏။နောက်တစ်ဆင့်ကတော့ဒီအရေးကြီးတဲ့တက်တွေတွေကိုတရားခံကိုကြည့်ဖို့ခေါ်သွားတာပဲ။ပလေမင်းကြီးနဲ့သူတို့နဲ့အတူပါတယ်။ငါလည်းအဲ့ဒီအထက်မှာပါတယ်။ အရွက်ဝေအရက်စားနဲ့ပရိသတ်၁၁ယောက်ကို အခန်းတစ်ခုထဲမှာမက်ထရီနဲ့ရော့ပြီးတန်းစီပြတယ်ဒါကတော့လူလူလုံးစင်ပါပဲတချို့ကတော့ဒါကိုတရားတယ်လို့ထင်ကြတာပေါ့လေဘယ်လိုဖြစ်ဖြစ်လေသက်တေနှစ်ယောက်စလုံးကတော့အသေးချာကိုဆွဲပြနိုင်ကြတာပဲမက်ထရီကိုလည်းဟောတလေကို ရွှေ့ပြီးမူလာစမလင်းကိုတတ်တဲ့အမှုနဲ့ဆွဲချက်အတင်ခံရတယ်လူမမာဒီချင်းနဲ့စွာဘေးဒိုက်ဆောင်က ပေါ်အားကြည့်နေလေတော့ဒီဒါနဲ့လည်းပဲငါကတော့ သူလွတ်မှာပဲလို့ထင်နေတော့မယ်သူ့ဘော်ဆွဲတဲ့အမှုကသိပ်ပြီးတက်တည်ခိုင်လုံလင်းနေတော့ဒဏ္ဍာရီမှာတော့ကွဲကြောင်းအကြောင်းပေါ်လာမှာပဲလို့ငါကထင်နေတယ်လေဒါပေမဲ့ငါကအစိုးရရှိနေလို့တဲ့လူကိုထက်မတွက်မိဘူးလေမင်းကတော့ရိုးသားပြီမဲ့ကောင်းပါတဲ့ပလေမင်းကြီးဒီကြောင်မက်ထရီဒီလိုဖြစ်သွားရတယ်လို့ထင်ပါပဲဒါပေမဲ့ဒီလိုမဟုတ်ဘူးတကယ်ကျိုးကန်ပုဂ္ဂိုလ်ကအဲ့ဒီအစိုးရရှိနေအင်မတန်ညံများတဲ့မက်ထရူစပရော့ဆိုတဲ့လူပေါ့ကွာသူကအခု စာမတရုဖြစ်ပြီးဖိနှားတီတက်သွားပြီလေတက်လက်တက်ဥမှာပဲဒါပေမဲ့အဲ့ဒီတော့ကမထင်ရှားသေးပါဘူးကြိုးစားပြီးတလန်းရှာရုံပေါ့သူစကားငါကြားလိုက်ကလေးကသူဟာမသရီကိုကျုံးမိမကြကြအောင်လိုက်တော့မှာပဲဆိုတာငါသိတယ်ဒါနဲ့အမှုစစစ်ကရောဆိုပါတော့ဒီလိုဘက်ကလည်းကျွမ်းကျင်သူတွေအလုံးခေါ်ဒါပေမဲ့အလောင်းကိုပထမဆုံးကြည့်တဲ့ဒေါက်တာကျုကိုတော့မခေါ်ဘူးပြိဿာဝင်ဒော့ဆန်ရဲ့အပြင်ဂျက်ကင်ဆိုတဲ့ပမောက္ခတယောက်ကိုခေါ်တယ် အဲ့ဒီပမောက္ခကတေသူမှာတေလောက်အောင်ရရှိတဲ့ဒဏ်ရာမျိုးကိုဖြစ်အောင်ဒီအဲ့ဒီသက်သေးခံပစ္စည်းဖြစ်တဲ့ဂျာမန်တင်းလုံးသားမျိုးကိုတုံတာဖြစ်နိုင်တယ်လို့သက်သေးခံတယ်။သူကလည်းအဲ့ဒီလက်နက်မာရောတရားခံရဲ့အင်ကြီးပေါ်မှာရောသွေးစသွေးနာများတွေ့ပါတယ်လို့တော့ကြံ့ငြိမ်ပြီးအစ်စ်မခံဘူး။ဒါပေမဲ့နှုတ်တိုက်မွေးသရဝါတမျိုးမျိုးရဲ့သွေးအိတ်လိုအရာမျိုးတွေ့ရတယ်လို့တော့ထွက်ဆိုတယ်။နောက်သက်သေးတယောက်ကတော့တေသူရဲ့အိတ်ထဲမှာတွေ့ရတဲ့မိကျွမ်းပျက်စီးနေတဲ့စာကလက်ရေးဟာလည်း ဘယ်ဘက်လက်နဲ့ဖြည့်ရေးထားတဲ့မစရီရဲ့လက်ရေးပါပဲလို့အစ်စ်ခံတယ်။ကိုလင်းတို့ဘတ်တို့တက်တီချန်တဲ့ရောက်တော့သူတို့ဟာအရင်ကလိုမဟုတ်တော့ဘူး။အထူးသဖြင့်ဘတ်ဟာအရွယ်ကလေးကငယ်ငယ်သူ့ပုံမှန်ကြည့်ရတာကအပြစ်ကင်းစင်ပုံနဲ့ဂျူရီလူကြီးတွေကတော့သိတဲ့ဘောကြနေတော့တာပေါ့။သူကလည်းနတ်သမီးကလေးလိုလှက်လှက်ပပကလေး။ကြမ်းကြင်ပြီးတော့အဲ့ဒီအင်ကြီးပါပဲအဲ့ဒီလူပါပဲဆိုတာတွေအသေးချာထွက်တော့တာပဲလူဆွဲပြတဲ့အကြောင်းအစ်စ်ခံတော့လေ သူကိုအဦးဆုံးအညွှန်ပြတာကျမပါပဲဆိုပြီးတကယ့်ကိုဂုံယူဝင်ကြွားတဲ့လေတံနဲ့အစ်စ်ခံတော့တာကိုပြီးတော့အစိုးရရှိနေကြီးရဲ့ရှောက်ချက်လာတော့တာကိုစပရော့ဟာစာရွက်တွေမှမကင်ပဲ၃နာရီလုံးလုံးမယမနာအားရပါရပြောတော့တာကိုစကလုံးတွေဟာသူ့ပါဇတဲ့ကဒလဟောထွက်ကြလာပြီးရုံးတော်တစ်ခုလုံးကိုဩဇာလွှမ်းမိုးလိုက်သလိုပါပဲရာဇဝမှုကိုပုံပေါ်အောင်ပြောတဲ့အခါကျတော့လေမြတ်စွာဘုရားတကယ့်ကိုပပဆက်ဆက်ပါပဲကွာ အပြစ်ရှိသူတရားခံဟာတင်းလုံးသားကြီးကိုအိတ်ထဲမှာဟွက်ကင်ထားပြီးဘာမှအကာအကွယ်မရှိတဲ့သူ့ရဲ့မယံလဲမမွေးသေးတဲ့သူ့ရဲ့ရင်သေးကလေးရဲ့အမေကိုရရဆက်ဆက်တပ်ဖြတ်ပုံပြီးတော့နိုင်ငံခြားတိုင်းပြည်တပြည်မှာပုံရှောင်ဖို့ထွက်ပြေးပုံဟာတကယ်တော်လေကွာမင်းဂျူရီလူကြီးတွေဆိုတာဗဇက်ဟောင်းလုံးနဲ့သူပြောတာကိုအလုံးငီးနားထောင်နေကြရတာပဲအစိုးရရှိနေကြီးကကောင်းသလောက်တရားခံရှိနေကအသုံးမချလိုက်တာကွာ တေခံကပိုက်ဆံလဲမတက်နိုင်ရှင်နေကြီးကလည်းအတန်ကသက်သေးကလေးတရွတ်ဆွဲပြီးပြောနေတဲ့အဖိုးကြီးပဲအမှုအကြောင်းသူမသိတာတွေလည်းအများကြီးအထူးသဖြင့်ကတော့မက်ဆရီအတွက်အချင်းကြီးကောင်းစီမဲ့အထောက်ထားတွေရှိတာကိုသူမသိတာပဲကွာဒါနဲ့ပဲပြီးတော့ဆိုပါတော့ကွာအပြစ်ရှိတယ်ပေါ့တေခံဟာသူ့မှာအပြစ်မရှိပါဘူးဆိုပြီးကန့်ကွက်တဲ့ဇကားတွေဟာငါရင်ကိုဓာတ်နဲ့ထိုးလိုက်သလိုဆူးရပြီးကြံရစ်တယ်လေတို့ပေမဲ့သူ့ကိုဆွဲခေါ်သွားကြတယ်လူတိုင်းဖို့တော့ကျင့်နေเสียပါ ညညာထားတဲ့စုငွေပေါင်900ကိုလည်းကောလင်းရဲ့ဘတ်တုကိုထုတ်ပေးလိုက်တယ်။သူတို့ရရတယ်လားမရရတယ်လားတော့ဖះမှသိမှာပဲကွာ။လူမမာသည်အရင်ကုန်ခန်းသွားဟန်ဖြင့်နောက်တော့ပြန်လှည့်ချလိုက်ကပင်ပန်းသော လေတံဖြင့်ဆက်မပြောနိုင်သေးကြောင်းကြီးညာလိုက်။ဒီနေ့နေ့မှတခါလာခဲ့ပါဦးကွာ။ကျန်တာတွေကြားရအောင်ပေါ့။အခန်းကြီးမြောင်မြောင်ကလေးတွင်ကြာမြင့်စွာတိတ်ဆိတ်လျက်ကြောင်မဲ့ဖွယ်ဖြစ်သွားသည်။ ။ဘူလျာလည်းဒိတ်ဆိတ်စွာဖြင့်ဖန်ခွက်တကူတဲသို့ရေငှက်၍ဆွမ်းဤနှုတ်ခမ်းများစီသို့တိတ်ပေးလိုက်၏။သူသည်မလုံမရှက်ဖြင့်ရေကိုမြှောက်ချလိုက်၏။တစ်ချိန်လုံးပင်ပေါ်မှမေထောက်ထိုင်ကမင်းတက်မိသလိုငေရင်သူဤရင်ထဲ၌ဗလောင်စုအောင်အတွေ့များပူလျက်ရှိ၏။မေခင်သည့်မေခွန်များသူ့နှုတ်ပြားသို့တန်းစီ၍တက်လာကြတော်လဲဆွမ်းမှာအာရင်ကုန်ခန်းသွားကနောက်ထပ်အပြည့်လာเสียလဲမရှိတော့အားလဲမထုတ်နိုင်တော့သလိုမျက်လုံးများကိုမှိတ်ထားလိုက်ပြီးဖြစ်၍ ယနေ့ဖို့တခန့်ရက်ဖို့သာရှိတော်သည်ကိုသူသိပါသည်မခ်ကအခန်းထဲမှခြေပြားထောက်၍ထွက်သွားမှပေါ်လယ်ထိုင်ရာမှခတ်ရန်ရန်ထကလူမာဤလက်ကိုသူဤလက်များဖြင့်ဆုပ်ကန်ပြီးတကားမှထွက်၍လိုက်လာခဲ့လေတော့ဤဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးချင်းလင်းဤတရွန်းဆိုင်ဤအပြန်လန်းဆိုတဲ့ဝိတ္ထုစာအုပ်ကိုအပိုင်း၅နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း6မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ